မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါအဲဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ဒီကျွန်တော်တို့လူတွေပေါ့နော်လူရာမရရတာမလူကြတဲ့အကြောင်းပေါ့အဲတော့ဘာနဲ့ပတ်သက်ပြီးပြောချင်ွားလဲဆိုတော့ဒီ Manaus Day ပေါ့ Manaus Day လိမ့်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီ Manaus Day ကိုသဘင်မှာဘလူဘလူဖြန်းလို့တုံးလို့ရတယ်ပြောတော့တချို့ကသဘင်အတွက်မဟုတ်ဘူးတချို့မေးကြတာဒီပတိုင်းမွေးတွေပေါက်ချင်တယ်မြက်ခုံးမွေးတွေပေါက်ချင်တယ်အဲ့ဒါကို Manaus Day တုံးလို့ဖြန်းလို့ရလားဆိုပြီးတော့လာလာမေးကြတယ်ပေါ့နော်အဲတော့တချို့နေရာကြတော့ ဒီမျက်နှာမှာပတိုင်းမွေးတွေထူလို့နှာခမ်းမွေးတွေထူလို့ဒါတွေမထွက်အောင်လို့ပျောက်ဖို့လေဆာပစ်ကြတာရှိတယ်။ဟောတချို့ကြပြန်တော့လေဒါတွေမထွက်လို့ပိုပြီးတန်ကျင်လို့ယောက်ျားပီသားကျင်လို့အဲမနောက်စိလိမ့်လို့ရလာဆိုပြီးတော့မေးကြပြန်ဟို ကျွန်တော်အသားဖြူစီနဲ့ပတ်သက်တယ်ဒီလိုပဲကျွန်တော်တို့အများစုကတော့ဒီ Asian လူမျိုးအများစုကတော့အသားဖြူရှင်ကြရတယ်ဒါမှမဟုတ်အနောက်နိုင်ငံအတူတွေကြတော့တမင်တကာအသားညူအောင်တန်းနင်းလုပ်ပြီးတော့အသားမဲအောင်လုပ်နေရတာတွေနောက်တချို့ဝါကျင်လို့ဗာစီလေးတောက်ရမလဲဆိုတဲ့သူတွေရှိသလိုတချို့ကြတော့လည်းပိန်ကျင်လို့ဝိတ်ချလို့မရလို့ဘာမှမစားပဲဝိတ်တွေတက်နေလို့ပေါ့နော်ဘာလို့လို့ရလဲစီတို့လို့ရလားမေးကြတဲ့လူတွေလည်းရှိတယ်အောင်အဲဒါကြောင့်မလို့ကျွန်တော်တို့ရာဒီလိုရာမရရတာမလို့ လူလိုနံမလိုက်နိုင်ဆိုတဲ့စကားတွေပေါ်လာတာပေါ့เนาะအဲ့တော့လူရင်းပြန်သွားပြောရရင်တော့ဒီမနောစတေးကိုမျက်ခုံးမွေးတွေပတိုင်းမွေးတွေထူအောင်တုံးလို့ရလားဆိုရင်တော့ရတယ်လို့ပြောရမှာပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်သဘင်အတွက်တုံးရင်းလောက်မှာတချို့ဒီခေါင်းကနေစီးကြတာမျိုးတွေလက်မစီးဘဲနဲ့ဒီလိုနှကန်းအပေါ်တုံးမိတာမျိုးတွေရှင်မိန်ကလေးတွေမှာတော့မှနှကန်းမွေးထွက်လာတာတွေဒီလိုမျိုးနေရာတွေအမွေးတွေပူပေါက်လာတာတွေရှိနိုင်တယ်ပေါ့เนาะအဲ့တော့ဒီလိုနေရာတွေမှာအမွေးထွက်ကျင်တယ်ဆိုလဲမနောစတေးတုံးလို့ရတာဒီမှန်တယ်ဒါမှလည်းကျွန်တော်တို့ ီ US FDA အသိအမှတ်ပြုထားတာကတော့သူဒီ androgenetic alopecia လို့ခေါ်တဲ့ဒီဥပေါင်းစပင်ပါတာထိပ်ပြောင်တာတွေအတွက်ပဲသုံးတာဒီမျက်ခုံးမွေးတွေပတိုင်းမွေးတွေသုံးမှုအတွက်တော့သူအသိအမှတ်ပြုမထားဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က off label use ပေါ့နော်သုံးလို့တော့ရတယ်ကျင်းဝင်အသိအမှတ်မပြုထားဘူးဒီလိုနေရာတွေမှာအသုံးပြုမယ်ဆိုရင်သူရဲ့ထုံးစံအတိုင်းပေါ့အမျိုးလုံးနဲ့မွေအောင်ပြုဆိုင်ရတာသူကရတာရန်တာတွေဖြစ်တတ်တာဒီလို side effect လေးတွေကိုလည်းသတိထားဖို့တော့လိုမယ်ဆိုတာလေးကိုကျွန်တော်ဆက်ဆက်ပြီးတော့ပြောပြချင်ပါတယ်